င်လည်းမတက်နိုင်ဘူးတဲ့ငါတို့လည်းမတက်တော့နဲ့တဲ့ဒီဖုန်းကြောင့်ပဲအတူတူစာလုပ်မယ်တဲ့အာတန်စီကလေဒီအဲ့လိုကိုင်းမှာပောက်တယ်လို့ပြောရမယ်။တစဉ်ပထမဆုံးပေါ့နော်။တစဉ်တော့တော်တော်များများသိကြတဲ့ကားဆိုလဲမင်းပေးတဲ့နိုင်။ဒါအခုဒီလိုမျိုးအချက်ချင်းနဲ့ပတ်သက်ပြီးပောက်တယ်ဆိုရင်တော့ဒါဒုတိယကားပေါ့နော်။သူတို့နှစ်ယောက်ဆိုတဲ့ကားလေးဖြစ်ပါလိမ့်မယ်ပေါ့နော်။ဟုတ်။အဲ့ကနေကန်ဆက်တယ်ထင်ပါ။ဘလို့ပြက်လေစုံစည်းပါလေ။ဟမ်။သူတွေသူတို့နှစ်ယောက်ကြားကအတိတ်ကဖြစ်ရတီကရော ဘာရီများဖြစ်ခဲ့တာလဲ။အိုလူတွေအများကြီးတန်ဆုံကိုသိကြမှာသိမယ်။ဒါပေမဲ့တန်ဆုံကိုသိတဲ့သူတိုင်းကတယောက်ဆောင်ကောင်းတယ်ဆိုတဲ့အနေနဲ့တန်ဆုံသိကြတယ်။အဲ့လိုဆိုတဲ့အခါကျတော့ပေးလိုက်တဲ့ character တန်းကိုပိုင်နိုင်လိုက်တာဆိုတဲ့အနေနဲ့သိကြပြီးတော့တကယ်လည်းဝမ်းသာပါတယ်။ကျေးဇူးအများကြီးလည်းတင်ပါတယ်။ညွှန်ဝေလို့သဘောကျပြီးတော့တော်လည်းဟုတ်။ ီနေ့ကကျတော့ဟာမမျက်သူပါเนาะမမျက်သူတို့အာဇနီးမောင်နိုင်ရဲ့ကထိန်အလှလေးပေါ့ဟုတ်အားလို့လာတာပါရှင့်ဟုတ်အာသူတို့နှစ်ယောက်ကကြတော့မမသူကလေအာ true story tools တွေဒီအဲ့အလေးကိုတန်းစင်းကိုရိုက်ဖို့အာ trader mindset တက်ပေါ့နော် mindset ကနေပြီးတော့ scan လန်းတဲ့အချိန်မှာ तू อ่ะဒီဟာလေးကို true story ဆိုပြီးတော့ပြောပြရယ်ပြောပြရချိန်မှာလေးအဲ့လိုနင့်နေအောင်ခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့အခုမမတို့အာကြားကြည့်ရင်လည်းတွေ့မှာပေါ့ဗောနော်အာအစပိုင်းပထမ episode 1မှာတွေကနင့်နေအောင်ခံစားနေရပြီဆိုရင်တကယ်အပြင်းမှာပေါ့သူတို့နှစ်ယောက်ကဘလောက်တောင်မှဟိုနင့်နေအောင်ခံစားပြီးတော့ခြေကွဲခဲ့ရမလဲဗောနော်ပြီးတော့ etiquette ကလာတစ်ခုကလည်းဒီလိုမျိုးအာချစ်ကြိုက်မှုတွေကိုကန့်သက်ထားတဲ့အခြေအနေတွေဆိုတော့ သူတို့နှစ်ယောက်ရဲ့ရင်ထဲကမေတ္တာတွေအချစ်ချင်းမေတ္တာတွေကိုထိမ့်ချုပ်ပြီးတော့သူတို့ဘလို့တောင်မှဘဝကိုဖျက်ဆီးခဲ့ကြလဲဆိုတာအာကိုကပေါ့နော်ဒီသူတို့နှစ်ယောက်ကိုမြင်ခဲ့တဲ့သူအနေနဲ့အာစာရေးဆရာမအဖြစ်နဲ့ပေါ့နော်ပါဝင်ထားတယ်ဟိုလူတွေအများကြီးတန်ဆုံကိုသိကြမှာသိမယ်ဒါပေမဲ့တန်ဆုံကိုသိတဲ့သူတိုင်းကတယောက်ဆောင်ကောင်းတယ်ဆိုတဲ့အနေနဲ့တန်ဆုံကိုသိကြတယ်အဲ့လိုဆိုတဲ့အခါကျတော့ပေးလိုက်တဲ့ character တန်းကိုပိုင်နိုင်လိုက်တာဆိုတဲ့အနေနဲ့သိကြပြီးတော့တကယ်လည်းဝမ်းသာပါတယ်ကျေးဇူးအများကြီးလည်းတင်ပါတယ်ညွှန်ဝေလို့သဘောကျပြီးရတယ်ဟုတ် ကျောင်းပိတ်ရအပြည့်တပိုင်းသွားလို့ရှင်လေငါတို့ကတောင်လေးဟိုမုံစားမယ်ဒီမုံစားမယ်ဆိုတော့မုံညှိုင်းဝယ်စားတယ်အဲ့ကောင်ကလေပတ်စံရှိရတဲ့ကဘာမုံမဝယ်မစားမလေးကစင်းနေလိုက်တာမှမလေးလက်လန်လက်လန်လက်လန်တယ်အာတန်စီကလေဒီအဲ့လိုကိုင်းမှာ ပောက်တယ်လို့ပြောရမယ်။တစဉ်ပထမဆုံးပေါ့နော်တန်စီတော်တော်များများတိကျတဲ့ကားဆိုလဲမင်းပေးတဲ့နိုင်မင်းပေးတဲ့နိုင်မှာဆိုလဲအဲတန်စီကပေါ့နော်ဒီ ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ချင်းကိုတန်တဲ့အမေတလဲတငယ်ချင်းတလဲလုတ်ခဲ့ရပါတော့မိမိရဲ့နိုင်မှာတန်တဲ့တော်တော်များတည်ကြတယ်ဒါအခုဒီလိုမျိုးအချစ်ချင်းနဲ့ပတ်သက်ပြီးပောက်တယ်ဆိုရင်တော့ဒါဒုတိယကားပေါ့နော်သူတို့နှစ်ယောက်ဆိုတဲ့ကားလေးဖြစ်ပါလိမ့်မယ်ပေါ့နော်ဟုတ်အဲ့ဒါနဲ့ကန်ဆက်တယ်ထင်ပါရုံချင်းကားကြီးကတပင်းနဲ့မျှနေစီပြီးတာဆိုတော့တနေဟွာရိုက်မမေ့အချစ်ဦးထဲမှာပါထားတယ်ရှင်ဟုတ်မမေ့အချစ်ဦးမှာကြောင့်တနေအာဘယ်လိုပြောမလဲ နည်းနည်းဆန်းဆန်းကာရီတာပုံစံမျိုးလေးနဲ့ပဲပါထားတယ်အဲဒါပေမဲ့ဟိုအရင် heavy တော့မဟုတ်ဘူးပေါ့နော်မိမိအချစ်ဦးကားလေးတက်มาတယ်တန်စင်ပါဝင်ပြုတ်ဆောင်လာပါတယ်မိမိအချစ်ဦးယုံတင်တဲ့ခါကြလို့ရှင်လဲအားပေးကြပါအောင်ရှင်မင်းဆက်ကိုကျေးဇူးတင်ရမှာပေါ့နော်တန်စင်တို့ကအတူတူတန်စင်တို့တွေစပြီးတော့ပြုတ်ဆောင်လို့တည်းအတူတူယုံခံခဲ့ကြတယ်အတူတူစ조사ခဲ့ကြတယ်ကိုယ့်ရဲ့조사မှုကိုယ့်ရဲ့ယူသွမှု तू ကသိတဲ့ခါကျတော့အခွင့်ရေးရရင်ရတယ်လို့ तू ကဒီလိုမျိုးလုံနိုင်နေဆိုတော့ तू ကသိနေရဖြစ်တဲ့အတွက်အဲလုတ်ခွင့်နေပေးတာပေါ့နော်တန်စင်တို့တစ်ခါလေးကြားလို့ရှင် ကိုလုံနိုင်ပါတယ်အဲဒါတွေကိုတန်တဲ့တို့လုတ်တက်ပါတယ်ဆိုတော့ပြနိုင်ဖို့ကလုတ်ခွင့်ရှိအောင်မှာအခွင့်အရေးရအောင်မှာအဲအခွင့်အရေးကိုဒါမင်းဆက်ကပေးရဖြစ်တဲ့အတွက်တန်တဲ့တို့လုတ်ခွင့်ရတာပေါ့နော်ဟုတ်သူ့လည်းကျေးဇူးများကြီးတင်ပါတယ်အဲတန်တဲ့အောင်ဘာဖြစ်ဖြစ်ပေါ့နော်လူအ ਨੇ စုကပဲအတိရဆိုပေမဲ့လည်းတန်တဲ့အောင်ချစ်တဲ့သူတွေတယောက်ချင်းစီတိုင်းအောင်ရင်းနေရတံမိုးထားပါတယ်တန်တဲ့အနုပညာအတွက်ပေါ့နော်အများကြီးစူးစမ်းသွားပါမယ်အခွင့်အရေးရှိရင်ရှိသလိုတန်တဲ့အခွင့်အရေးပေးလာတဲ့ character အတိုင်းအောင်အကောင်းဆုံးစူးစမ်းသွားပါမယ်ရှင်အဲတန်တဲ့အောင်အပေးတဲ့သူတွေတယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်